မင်္ဂလာပါ The Trading Pick ကနေကျွန်တော်ပြန်လည်ကြိုးဆိုပါရစေဒီခေတ်မှာတော့ကျွန်တော် Trading Pick ကတခြား Pro Fan တွေနဲ့မတူညီတဲ့ Funding Structure အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Trading Pick ဆိုတာကဒီ Trade Supporting တခုတည်းမဟုတ်ဘဲနဲ့ဒါမိတ်ဆွေအတွက်ရင်းရှိအသက်မွေးဝမ်းလမ်းကြောင်းတခုကိုကျွန်တော်ပုံဖော်နိုင်ဖို့အတွက်ဒါအထောက်အကူပေးနိုင်ပါတယ် မိတ်ဆွေအနေနဲ့လှုပ်ဆောင်ရမယ့်အချက်တွေကတော့ပထမဆုံးကိုယ်အသုံးပြုမဲ့ budget ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ CFD တို့မျိုးကျွန်တော် future challenge plan တွေကိုဒါရွေးချယ်ပါကျွန်တော် virtual capital မှာတော့ဒေါ်လာ9000ရောင်းနေဒေါ်လာ2သိန်းအထိရွေးချယ်နိုင်ပြီးတော့မိတ်ဆွေအနေနဲ့တတ်မှတ်ထားတဲ့ profit target ကိုကျွန်တော်ရအောင်လုပ်ပါအခြေခံစီမီစီကန်းတွေကိုကျွန်တော်လိုက်နာဖို့လိုအပ်ပါတယ်တက်မှတ်ထားတဲ့ profit target ကိုကျွန်တော်ရောက်ခဲ့မှာဆိုရင်တော့ annual account လို့ခေါ်တဲ့ကျွန်တော် real trading account တစ်ခုဒါပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် မိတ်ဆွေတွေနဲ့အန်ရဲ့အကောင့်ကိုရရှိပြီးသွားတဲ့နောက်မှာ trading ကိုစီကန်းရှိရှိစနေတကြားနဲ့ဆက်လက်လုံးဆောင်နိုင်မယ်ဆိုရင်ပိုပြီးကြီးမားတဲ့ကျွန်တော် real capital အကောင့်တွေကိုဒါပိုင်ဆိုင်နိုင်ဖို့အခွင့်အရေးတွေရှိပါတယ်။ဥပမာနဲ့ဆိုရင်ဒေါ်လာ9000ကနေဒေါ်လာ2သိန်းအထိပိုင်ဆိုင်သွားတဲ့ကျွန်တော် trader တွေ finance trader တွေလည်းဒါရှိခဲ့ပါတယ်။အန်ရဲ့အကောင့်ကနေမှရရှိလာတဲ့အကျိုးမြတ်တွေကို80ရာခိုင်နှုန်းအထိဒါပိုင်ဆိုင်နိုင်ပါတယ်။ကျွန်တော်အကျိုးမြတ်ရလို့ထုတ်တဲ့အချိန်မှာလည်းတိတိအခါချင်းကိုကျွန်တော်မရှိဘဲနဲ့ရရှိလာတဲ့ profit တွေကို တော်စစ်ဆေးပြီးတဲ့အခါမှာအမြန်ဆုံးဒါပေးရောက်နိုင်တယ်ပြုလုပ်နိုင်ပါတယ်အမေဆိုရင်လည်းဒီ trading နဲ့ပတ်သက်ပြီးတော့မှဟိုရေတို့ကျွန်တော်တို့အကျိုးမြတ်ရရုံမဟုတ်ဘဲနဲ့ရေရှည်တိုးတက်မှုတော့လမ်းကြောင်းတစ်ခုကိုရှာဖွေနေရဆိုရင်တော့ the trading page ကဒါမေဆွေတို့ဒါကြိုးစုံနေပါတယ်ဒီတစ်ခေါက်မှာတော့ trading page ရဲ့ challenge plan လေးကိုကျွန်တော်တို့ပါဝင်ဖို့စဉ်းစားနေပြီမဲ့ဘလို့ကြော်ဖြည့်ရမယ်ဆိုတော့မတည်သေးတဲ့အမေဆွေတွေကိုကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့လက်တွေ့ကြတဲ့ဒါနီလန်းတွေကိုကျွန်တော်အနေနဲ့ဒါအကြံကျူးချက်လေးဒါပေးပေးပေးရစေ။ တော့ပထမဆုံးစီကန်းတွေကိုဒါနားလဲအောင်လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော် challenge account တစ်ခုအောင်မြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ order တွေကို risk များများယူတာကျွန်တော် loss site ကြီးကြီးရင်းနဲ့အမြန် trade ဖို့ဒါမလိုအပ်ပါဘူး ်သတ်မှတ်ထားတဲ့ profit target ရဖို့အတွက်ကျွန်တော်တို့ဖြည်းဖြည်းငင်းငင်းကျွန်တော်တို့ strategy ချနဲ့ဒါ trading ကိုဒါလှုပ်ဆောင်သွားဖို့အတွက်လိုအပ်တဲ့ daily drawdown overall drawdown limit တွေကိုကျွန်တော်တို့မကျော်လွန်စေဖို့လည်းဒါသတိထားဖို့လိုတယ်ကျွန်တော် risk နဲ့အခြေခံစည်းမျဉ်းတွေကိုဒါသိထားဖို့လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် trading တစ်ခု trading မလုပ်ခင်မှာကျွန်တော်စည်းကမ်းချက်တွေကိုအရင်သိအောင်ဖတ်ဖို့လိုအပ်ပါတယ် trading ကကျွန်တော် gain တခုမဟုတ်ပါဘူး။တက်မှတ်ထားတဲ့ profit target တွေကိုရောက်ဖို့အတွက်ကျွန်တော် align လို့ trade တာတွေကျွန်တော် over trade လုပ်တာတွေကိုအဓိကရှောင်ကြဉ်ဖို့လိုပါတယ်။ကျွန်တော် entry ဝင်တဲ့အခါမှာကိုယ့်အကောင့်ရဲ့1%နဲ့2%အတွင်းလောက်ကကျွန်တော် risk ကိုထိန်းသိမ်းပြီးတော့မှကောင်းမွန်တဲ့ trading strategy ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ကျွန်တော် entry ဝင်တဲ့အခါမှာလည်းကျွန်တော်အရေသွေးပြည့်မီတဲ့ entry များဟိုတာကျွန်တော်တို့ကအသုံးပြုပြီးတော့အရေအတွက်ကိုအရန်ဦးစားပေးဖို့ကျွန်တော်မလိုအပ်ပါဘူး။ trade channel ကိုအသုံးပြုပါ မိတ်ဆွေ entry win နဲ့အကြောင်းအရာတိုင်းကိုကျွန်တော်တို့ခြာရေးပါ။ဘာကြောင့်ဘယ်နေရာမှာကျွန်တော်တို့ရောင်းတယ်ဝယ်တယ် risk reward အချို့ဘယ်တော့ဘလောက်ထားလဲ။အမှားယွင်းနဲ့ trade entry တွေကနေမှာကျွန်တော်တို့ဘယ်လိုမျိုးသင်ခန်းစာတွေဒါရလာနိုင်လဲဆိုတာကိုခြာရေးထားပါ။ဒါတွေကမိတ်ဆွေကိုစီကံရှိလာစေဖို့နဲ့ထပ်ကတည်းကလည်းအမှားတွေကိုဒါမပြုတ်လုံးမိဖို့အတွက်ဒါအကူအညီပေးသွားပါလိမ့်မယ်။စိတ်လှရှားမှုနဲ့ကျွန်တော်တို့အယောင်းဝင်မလုပ်ပါနဲ့။မိတ်ဆွေကြီးကြီးမားမားဆုံးရှုံးမှုဖြစ်သွားလား။ အနားယူလိုက်ပါ။ကျွန်တော်ကြီးကြီးမားအမျက်တွေရလာလား။လောဘမကြီးပါနဲ့။ကိုယ့်ရဲ့ trade plan အတိုင်းလိုက်တာပါ။ကျွန်တော်စီကန်းရှိခြင်းက trading မှာဖြစ်ပေါ်တတ်တဲ့ emotion တွေကိုဒါထိမ့်သိမ့်ပေးသွားနိုင်ပါတယ်။ရှေးရှေးစဉ်းစားပါ။ trading challenge တွေကိုအောင်မြင်တာကဒါမိတ်ဆွေရဲ့ပန်းနိုင်မဟုတ်ပါဘူးဒါတွေကအစပဲရှိပါသေးတယ်မိတ်ဆွေရဲ့ပန်းနိုင်ကအကျိုးမြတ်ရုံတစ်ခုတည်းမဟုတ်ဘဲနဲ့ professional trader တယောက်အနေနဲ့ရေရှည်အသက်မွေးဝမ်းကြောင်းတစ်ခုကိုကျွန်တော်တည်ဆောက်သွားဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ဖြည်းဖြည်းသွားပါ မိမိရဲ့ trade plan အတိုင်းကိုလိုက်နာပါ